ကျွန်တော်အခုကျွန်တော်လူမားကတော့ stick တခုတည်းကနေပြီးတော့ stick တခုတည်းကနေပြီးတော့ဖုန်းထဲရအရာတွေကိုဘယ်လိုဆက်ထုတ်အောင်လဲဆိုတာဖြစ်ပါတယ်ကိုလိုအပ်တာတော့ကွန်ပျူတာသို့မဟုတ် laptop တစ်လုံးပါကျွန်တော်မှာကွန်ပျူတာပဲရှိတော့ကွန်ပျူတာတစ်လုံးနဲ့ပြလက်တွေ့ပြပါမယ်ကျွန်တော်ကွန်ပျူတာရဲ့ USB အပေါက်ဒီလို type လေးပါ ပေါက်ကတော့ laptop မှာလည်းဒီလို USB ပေါက်တွေပါပါတယ်အဲ့ဒီအပေါက်တွေထိုးလိုက်ပါကွန်ပျူတာဖုန်းနဲ့ဟောရယ်ကွန်ပျူတာထဲမှာတကူထိုးချောင်းပါပါတယ်နောက်နောက်အရင်နှိပ်လိုက်ပါပြီးတော့ကျွန်တော်ခုလုတ်ပြတော့မှာတော့ဟိုကွန်ပျူတာ screen ကနေပြီးတော့ထပ်ပြီးတော့ record သွားပါမယ် ဟို laptop screen ကို record ပါမယ်ခုလောမှာတော့ဖုန်းနဲ့ဥစားကိုမွေးဒီပေးနားလေးမှာပြတ်ပေးထားပါမယ်ခုကတော့ပထမဆုံးဖုန်းရဲ့ setting တွေကိုဝင်ပါ setting နဲ့ဝင်မှာခုနချိတ်ထားပြီးသွားပြီလေချိတ်ထားပြီးသွားရင်ဖုန်းထဲမှာ file transfer android auto ဆိုရှိပါတယ်။အဲ့ဒါလေးကိုနှိပ်လိုက်ပါ။ တချို့ဖုန်းတွေကတော့ကိုယ့်ရဲ့ permission ကိုတောင်းပါတယ်တချို့ဖုန်းတွေကတော့မတောင်းပါဘူး okay အဲ့ဒါဆိုရင်တခု window pop up တခုပေါ်လာခဲ့ပါမယ်အဲ့ pop up ကိုနားလေးပိတ်လိုက်ပါ okay ပြီးတော့အာဒီမှာ search ပါမယ် file explorer ဆိုတာရိုက်ရှာပါ fi ဆိုတာနဲ့တွေ့တော့နေမယ်အဲ့ဒါကိုနှစ်ချက်နေပါနှစ်ချက်နေနေရပါတယ်အဲ့နေပြီးတော့ဘယ်ဘက် column မှာရှိတဲ့ မြားလေးအောက်ချက်တယ်ပါအဲ့မှာ this pc ကိုနှိပ်လိုက်ပါ this pc ကိုနှိပ်လိုက်ရင်ခုတွေ့ရမှာတော့ဒီဟာက local disk local disk ဆိုတာကိုယ့်ရဲ့ computer မှာရှိတဲ့ storage ဖြစ်ပါတယ်ဒါကတော့ကိုယ့် phone the same model number ပေါ်ပါလိမ့်မယ်ဒါကတော့အခု twin ထားတဲ့ us အဲ twin ထားတဲ့ usb disk ရဲ့နာမည်ဖြစ်ပါတယ်အဲ့တော့ကူးကျင်တဲ့ဖုန်းကဒီမှာပါအဲ့တော့ဦးကျင်တဲ့ဖုန်းနဲ့ဥစ္စာတွေကိုလိုက်ကြည့်ပါမယ် document ဒါတော့တခြင်းနေပဲဖြစ်ပါတယ်တခြင်းနေကူးခြင်းတခြင်းနေလည်းဝင်ကြည့်ပါအဲနောက်တစ်ခုကတော့အဲဒီမှာနော်ဒါကတော့ကို download ထားတဲ့ file တွေကိုတင်းကြည့်နေရာတွေအကုန်လုံး select လုပ်မယ်ဒါမို့ လက်လက်မလုပ်ချင်ဘယ်လိုလုပ်လို့ရလဲဆိုတော့ရှုမောအဖြစ်မှာ control a နှိပ်လိုက်ပါ control a နှိပ်လိုက်လေဆက်လက် off ဖြစ်ပါတယ်ပြီးတော့ right click တစ်ချက်နှိပ်ပါ copy ဆိုတာရှိပါတယ် copy မှပြီးတော့ကူးကျင်တဲ့ file နဲ့ဥသွားပါဥပမာ define ခုနကတည်းကနေ ဒီ file နဲ့တော့ပါအရင် file ထဲမှာတချို့ file တွေရှိနေတာလေးမြင်ရတချို့ file တွေမရှိရင်လည်းရပါလေအာနေပြီးတော့ pass လိုက်ရင်သူတခုချင်းညီထည့်တာနော်ရလေးဆောင်းတာပါကူတော့မထည့်ပြရတော့ပါဘူး။ဒါကတော့ဘလို့ထည့်နည်းဆိုတာပါ။ ဲ့နည်းလေးကတော့ဒါပါပဲ